ထည့်ပြီးတော့သင်ယူတာကလုံးဝအနေပဲတိုင်းမှာ professional ချဖို့တော့မလိုဘူး။အာယုံဆွဆိုင်ပြီးတော့တက္ကန်တာတော့မဟုတ်ဒီ scale တခုပေါ့နော်။မင်းတို့ရဲ့ professional ချတဲ့အပိုင်းကိုအာယုံဆွဆိုင်ပြီးတော့သွားလေ့လာတော့သင်ယူ။ဒါပေမဲ့ကြေကြေပြင်းပြင်းလေးတခြားဟာလဲလေ့လာပါ။ဘာကြောင့်အဲ့လိုလုပ်ရတာလဲ။အာယုံဆွဆိုင်ပြီးတော့ level တခုကိုလေ့လာခြင်းဟာလာစလို့အတွက်မဖြစ်စေနိုင်တာလဲဆိုတော့ပတ်စံမြင့်စေနိုင်တယ်။ဒီ professional ချလာလို့ရှိရင်ပတ်စံက စိုးရင်ဆံမလို့တော့ပတ်စံမြင့်နိုင်တယ်ဒါပေမဲ့နေရချဲ့ပြီးတော့လိလာနိုင်တယ်ကျေပြက်စွာလိလာနိုင်တယ်ဆိုရင်ဘာဖြစ်နိုင်တာလဲဆိုတော့ပြည့်ရအမျက်ကိုမစင်မချဲ့နိုင်ပြောစစ်အစရာပေါင်းနဲ့ချဲ့ပေးနိုင်တယ်ဥမာဆရာဝင်ဆရာဝင်ဆိုတာသူ့ကိုပတ်စံရှာပေးနိုင်တယ်ဒါပေမဲ့သူက FQ ဘိုင်းလုံလောက်စွာကျွမ်းကျင်ဆံမလို့သူသုံးဖို့လုံလောက်အောင်နေစင်ဘဝပိုင်းရင်ကျေးမှုပိုင်း classical ပညာရပ်ပါချဲ့ပြီးတော့သိလာနိုင်တယ်ဆိုတာသူ့ရဲ့လုပ်ငန်းခွင်မှာသူ့ရဲ့အခွင့်အရေးကပိုများမယ်များတော့သူ့ရဲ့ profit ကဘာဖြစ်လဲဆိုတာအစအရာပေါင်းများစွာချဲ့နိုင်တယ်ဒါလေးမရှိခဲ့လို့ရှိရင် professional တဲ့နေရာမှာပဲရှိနေဆိုတာ add income ပဲဖြစ်နိုင်လောက်တယ်အဲကြောင့်မို့တခုကို professional ရွေးရွေးပြီးတော့ကျင်တဲ့ဟာကိုချဲ့ပြီးတော့လေးလာလေးလာမှဒါလေးအဲ့လိုလေး balance ညီညီလေးနဲ့အရှိကိုရောင်းနိုင်ပါမယ် First step.